ရှင်သာတိပုတ္တရာကိုပရပိုက်တယောက်ကမေးတာဗာမေးတော့ဆိုတော့ရှင်ဗျာဒုက္ခဆိုတာဘာကိုပြောတာလဲဒုက္ခဆိုတာဘာကိုပြောတာလဲအဲ့လိုမေးတဲ့ကောင်မှာရှင်သာတိပုတ္တရာကအဘိနိဗ္ဗတိဒုက္ခအနဘိနိဗ္ဗတိဒုက္ခတဖန်ဖြစ်ရခြင်းသည်ရှင်ရဲ့ပဲတဖန်မဖြစ်ရခြင်းသည် ချမ်းသာပဲလို့အဲ့လိုဖြစ် ဉာဏ်မရှိရင်နားမလည်နိုင်ဘူးလက်မခံနိုင်ဘူးဒီဥစ္စာဆိုလိုတာကဇာတိပရိသေတဖန်ပြန်ပြီးတော့မွေးပွားရတယ်ဖြစ်ရပဲဆိုရင်အဲ့ဒါဘာလို့ဆင်းရဲပဲမဖြစ်ရဘူးဆိုရင်ချမ်းသာတယ်အဲ့ဒါကို तू ကရှင်းအောင်ဘယ်လိုပြောလို့ဆိုဖြစ်ရပြီဆိုတာနဲ့ဘဝဖြစ်ရပြီဆိုတာနဲ့မင်းကတေချာပေါက်ပူတာကိုခံစားရလိမ့်မယ်အေးတာကိုခံစားရလိမ့်မယ်ဆာလောင်တာကိုခံစားရလိမ့်မယ်မှုတ်သိတာကိုခံစားရလိမ့်မယ်အစာအာဟာရစာသာရဲ့ရေးစာသာရဲ့ပေါ့နော်ပူတာရဲ့အေးတာရဲ့ထမင်းစာသာရဲ့ရေးစာသာရဲ့ ကျင်ကြီးဆွံ့ရတဲ့ဒုက္ခကျင်ငယ်ဆွံ့ရတဲ့ဒုက္ခကိုမင်းရှင်ဆံရလိမ့်မယ်။ဟုတ်လား။မီးနဲ့တွေ့ရတဲ့ဒုက္ခအပူတွေပေါ့။ကျတို့မီးနဲ့ကလည်းကင်းနိုင်တာမဟုတ်ဘူးလေ။တမင်ချင်ရင်ပြူရင်။ဓာတ်မျိုးမျိုးနဲ့တွေ့ရတဲ့ကိစ္စ၊မီးနဲ့တွေ့ထရတဲ့ကိစ္စ၊လက်နဲ့နဲ့တွေ့ထရတဲ့ကိစ္စကြောင့်ခန္ဓာကိုယ်ရှင်းရတဲ့ဒုက္ခတွေကိုမင်းဟာရှင်ဆံရလိမ့်မယ်။ဒါတွေမကြဘူးတဲ့။ဆွေတွေမျိုးတွေကကိုယ့်ဘဝတွေကိုဝင်ရောက်စွတ်ဖက်တာကိုမင်းသိကြပါဦး။ ခံရလိမ့်မယ်။နော်ဒုက္ခ10မျိုးဘယ်သူမှရှောင်မရတဲ့ဒုက္ခကိုပြောတာနော်။ဖြစ်လာပြီဆိုတာနဲ့အဲ့ဒီဒုက္ခတွေကိုမင်းဟာရင်ဆိုင်ရလိမ့်မယ်။တကယ်လို့မင်းတဖန်ပြန်မဖြစ်ဘူးဆိုရင်အဲ့ဒီဒုက္ခတွေမင်းရင်ဆိုင်ရတဲ့အကြောင်း